မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြီးတော့အနည်းရှိစက္ကန့်၃ခု AA ပူပေါင်းတက်တင်ပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်နေပြီးတော့အနည်းရှိစစ်တက်စက္ကန့်၃ခုကို AA ပူပေါင်းတက်တင်ပိုက်နိုင်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်နိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းတွင်နေပြီးတော့အနည်းရှိစစ်တက်စက္ကန့်၃ခုကို American Army AA ပူပေါင်းတက်အဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာတင်ပိုက်နိုင်ခဲ့ကြောင်းသတင်းတစ်ရက်ထွက်ပေါ်လာပါတယ် ရင်ပူပေါင်းတပ်တွင်ရခိုင်တိုင်းရင်းသားတပ်ဖြစ်သည့် AA အပြင်အချို့သောမကွေးအခြေစိုက်တပ်ဖွဲ့များနှင့်ပြူစစ်တပ် PDF တပ်ဖွဲ့အစုံများပါဝင်ကြပြီးအစိုးရတိုက်အင်အားတန်းခြင်းနှိုင်းရှင်မှုကိုအနည်းဆုံး၃ဆဖြစ်စေခဲ့ကြောင်းသတင်းရပါသည်။တိုက်ခိုက်မှုသည်နေပြည်တော်မြို့တော်အနောက်ဘက်ရှိတောင်ညိုဒေသအနီးတွင်စတင်ဖြစ်ပွားခဲ့ပြီးစစ်တိုက်စခန်း၃ခုမှာတည်ယူပေးပို့ရေးဌာနလေတပ်လေကြောင်းအထောက်ပံ့စခန်းနှင့်နေဆက်အထူးစစ်စင်ရေးဌာနခွဲဟုသိရပါသည်။ပူပေါင်းတပ်များသည်ညချိန်ကလေးကလှုပ်ရှားခဲ့ပြီးမနက်၄နာရီခွဲမှာ ပထမဆုံးစက္ကန့်အားမီကိုဖုံသွေးဝင်တိုက်ခိုက်မှုဖြင့်ထိ ंछ ုံနိုင်ခဲ့ကြောင်းတပ်ဦးအနေနဲ့တပ်တေကန်သူများကပြောကြားကြပါသည်။အေအေတပ်ဖွဲ့များသည့်ရခိုင်ပြည်နယ်အတွင်းစစ်အောင်မြင်မှုများအပြင်ယခုအခါအနောက်မြို့ပြခေတ်တစ်ခုဖြစ်လာနေသော နေပြည်တော်အနီးသို့မဟုတ်မတူညီသောမဟာပြူဟာတပ်ဖြစ်သည့်ဘူပေါင်းစစ်စင်ရေးကိုစောင့်ရွက်နေကြသည်ဟုစစ်ရေးအင်အားစုများကတုံ့သက်ကြပါသည်။ဤတဲ့ရင်အရာဤတိုက်ပွဲတွင်စစ်တပ်ဘက်မှ အရာရှိနှင့်စစ်သား30ကျော်တည်ဆုံခဲ့ပြီးလက်နက်အမျိုးမျိုးနဲ့တည်ယူပေးဖို့ရန်နရများလည်းပူးပေါင်းတပ်ဖက်မှသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါတယ်။နေပြည်တော်သည်မြန်မာနိုင်ငံ၏စစ်ရေးနှင့်နိုင်ငံရေးအင်ကာရဲ့အဓိကတည်နေရာဖြစ်တော်လဲရခုတိုက်ခွဲဖြစ်ပွားမှုကစေအုပ်စုအတွက်စိတ်ဖိစီးမှုအလွန်ကြီးမားစွာဖြစ်ပေါ်စေခဲ့ပါတယ်။စစ်တပ်အနေနဲ့နေပြည်တော်တပ်ဌာနချုပ်မှအထူးအမိန့်ဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တော်လဲအေအေပူပေါင်းတပ်များကထိခိုက်မှုနေပြီးတောင်တန်းတက်လျှောက်သို့ပြန်လှည့်သွားနိုင်ခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲအပြီးတွင်စစ်တပ်ဘက်မှတပ်ဖွဲ့အစ်တများကိုနေပြီးတော့အနီးတည်ယူပေးဖို့ရန်အမိန်ပေးခဲ့တော်လဲဒေသခံများကတောလေအတွင်းသွားရတာစိုးရိမ်စရာအခြေအနေဖြစ်နေပြီဟုပြောကြားကြပါတယ်မြန်မာနိုင်ငံတပ်ဝန်းအနှံ့တွင် အာဏာသိမ်းစစ်အစိုးရကိုစန့်ကျင်သည့်တပ်ဖွဲ့များပေါ်ထွက်လာပြီးနောက်ပိုင်းတွင် AAE စစ်အောင်မြင်မှုများသည့်အခြားတပ်ဖွဲ့များအထက်စစ်ပြူဟာတစ်ခုပင်ဖြစ်လာခဲ့ပါတယ်နေပြည်တော်အနီးသို့တိုက်ခိုက်ခြင်းသည့်အာဏာပိုင်များအတွက်မမျှော်လင့်ဘဲဖြစ်ပေါ်လာသောထိခိုက်မှုများဖြစ်ပြီးစစ်အုပ်စုအတွင်တွင်စိုးရိမ်မှုကောင်းကောင်းပြင်းထန်လာနိုင်သည့်အကြောင်းသတင်းရရှိပါသည် နောက်ဆုံးသတင်းအနေနဲ့စစ်တပ်ဘက်မှထိန်းထုတ်မှုပြန်လည်ရရှိရန်ကြိုးပမ်းနေတော့လေဖူပေါင်းတပ်ဖွဲ့များကစစ်ထောက်လမ်းရေးတုံဆွဲခြင်းလေးလာရေးမြေပြင်လုပ်ငန်းများနဲ့အတူတဆက်ထဲထိန်းချုပ်မှုတည်မြဲစေဖို့အစီအစဉ်များဆောင်ရွက်နေကြပါတယ်။ဒေသခံတအူးကနေပြီးတော့အနီးမှာတပ်စခန်းတွေတောင်ထိမ့်မရတော့တာစစ်အစိုးရအတွက်စစ်စင်ရေးအားကျမှုတစ်ခုဖြစ်လာပါပြီလို့ပြောကြားခဲ့ပါတယ်။ ညီကုန်းချုပ်အနေနဲ့နေပြီးတော့အနီးစစ်တပ်စခန်း၃ခု AA ပူပေါင်းတပ်များလက်ထဲဝင်သွားခြင်းသည်စေအုပ်စုအာဏာအခြေခံတည်မြဲမှုကိုတက်ရောက်စေပြီးပြဿနာအကြီးတစ်ခုဖြစ်လာနိုင်ပြီးနောက်ဆက်တွဲအနေနဲ့နေပြီးတော့အတွင်လုံခြုံရေးတိုးမြင့်ခြင်းအရေးပေါ်အမိန့်များထုတ်ပြန်ခြင်းစသည့်လှုပ်ရှားမှုများပြုလုပ်လာမည်ဟုခန့်မှန်းနိုင်ပါသည်ဆလဘီထောက်ပို့ရဟတ်ရင်အချို့ရုရှားစီကဝယ်ယူပြီးစစ်ကောင်စီအင်အားဖြည့်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် လေတက်ရဲ့ပင်မတည်ယူပို့ဆောင်ရေးရဟယင် MI7 ဒီတွေပြစ်ချခံရလို့ဆုံရှုံမှုရှိလာပြီးနောက်မှာရုရှားလုတ်ခိမီစစ်ဘက်တုံး MI38 ရဟယင်တွေကိုစစ်ကောင်စီကမှားယူအုံပြုလာပါတယ်။နိုဝင်ဘာ9ရက်နေ့မှာအာနာသိမ်းမြန်မာစစ်ကောင်စီကရုရှားကနေဝယ်ယူထားတဲ့ MI38 ရဟယင်၃စင်းကိုတတ်တော်ဝင်ခဲ့ပြီးအဲ့ဒီအခမ်းအနားကိုစစ်ကောင်စီကောင်းဆောင်လေးတက်ရောက်ခဲ့ပါတယ်။စစ်ကောင်စီကဝယ်ယူခဲ့တဲ့ MI38 တွေထဲမှာ2စီးကတည်ယူပို့ဆောင်ရေးအတွက်အုံပြုတဲ့ MI38D တွေဖြစ်ပြီးနောက်တစ်စီးကတော့အရာရှိကြီးတွေနဲ့ VIP ပုံကိုယ်တွေအတွက်ရည်ရွယ်ထားတဲ့အမျိုးအစားလို့ဆိုပါတယ်မြန်မာလီတက်မှာစစ်တီခရိုင်ရိတ်ခါတည်ယူပို့ဆောင်ရက်အတွက်အဓိကအားကိုးနေရတဲ့ MI7D အချို့ဖြစ်ချခံခဲ့ရလို့စုံရှုံမှုတွေရှိလာပြီးနောက်မှာ MI7D ထက်အဆင့်ပိုမြင့်တဲ့ MI38 အမျိုးအစားတွေကိုဝယ်ပြီးလေတက်အတွက်အင်အားဖြည့်လာတာလည်းဖြစ်ပါတယ်။ MI38 ရဟတ်ယာဉ်တွေပာယူခဲ့တာဟာ2020ပြည့်နှစ်ကလေးကစလို့ယူဆရပြီ ဲ့ဒီတုန်းကရုရှားရဲ့စစ်လက်နက်လုပ်ငန်းစုကြီး Rosapo 18 Expo က MI38 တွေအတွက်ပထမဆုံးဖိပအမစာတစ်ခုလက်ခံရရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီတုန်းကအမိမဖော်ပြတဲ့နိုင်ငံသားတိုင်းပြည်တစ်ခုကရဟတ်ရင်သုံးစီးမှာယူခဲ့တာလို့ကုမ္ပဏီကပြောပါရယ်။ပေါကြားလာတဲ့စာရွက်စာရမ်းတွေအရတော့ MI38D ဒီဇီးစီအတွက်ချတဲ့ငွေက Euro 18.6သန်းစီနဲ့ VIP version အတွက်ကတော့ Euro 27.6သန်းလို့သိရပါရယ်။ ပြီးတော့အပိုပစ္စည်းတွေရဟန်းရင်မှုတွေအတွက်လေ့ကျင့်ရေးအစီအစဉ်တွေပြုပြင်ထိန်းသိမ်းရေးကိစ္စတွေပါထည့်သွင်းရင်စာချုပ်တန်ဖိုးဟာရူရိုတန်80လောက်ထိညားမယ်လို့ယုံကြည်ရပါတယ်။ MI38 တွေဟာမြန်မာနိုင်ငံကိုတီးထက်စော်ရောက်ခဲ့တဲ့ပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့နှီးပညာပြဿနာတွေကြောင့်အချိန်ပိုနှောင့်နှေးခဲ့တာလို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရဟန်းရင်တွေမှာယူပြီးတဲ့နောက်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ခဲ့တယ်လို့ရုရှားကလည်းအဲ့ဒီရဟန်းရင်တွေရဲ့အင်ဂျင်တွေကိုတိစောက်ရမှာနှီးပညာပိုင်းအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ ရုရှားဟာမြန်မာစီပေးပို့ခဲ့တဲ့၃စီးအပါဝင် MI38 ရဟတ်ယာဉ်စုစုပေါင်း၁၂စီးတိစောက်ပြီးစီးခဲ့ပြီလို့ယုံကြည်ရပါတယ်။အဲ့ဒီမှတိုင်ခင်စံသက်အဆင့်တိစောက်မှုတဲ့၄စီးလည်းရှိပါတယ်။ကျန်တဲ့ရဟတ်ယာဉ်တွေကတော့ရုရှားအစိုးရရဲ့အရေးပေါ်အခြေအနေတုံ့ပြန်ရေးဝင်ကြီးဌာနကအဓိကမှတ်ယူအသုံးပြုနေပါတယ်။ MI38 ဟာအလက်စားသဲယူပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့မျိုးဆက်သစ်လို့သတ်မှတ်ထားပါတယ်။တက်တန်းကြောင်ကြောင်နေနေပြီးသားဖြစ်တဲ့ MI8 နဲ့ MI70 ရဟတ်ယင်တွေနေရာမှာအစာထုတ်ဖို့ရည်ရွယ်ပြီးရဟတ်ယင်တစ်စီးစီမှာ Klima TV7 170V internal လုံးတက်ဆင်ထားပါတယ်။ MI38 တွေဟာအမြင့်ဆုံးမြန်နှုန်းတနအီကို186မိုင်လောက်ထိပြန်တန်းနိုင်တယ်လို့လူနေကုန်စီစုစုပေါင်းအလေးချိန်6တန်လောက်ကိုတည်ယူနိုင်မယ်လို့ဆိုပါတယ်။တပ်ဖွဲ့ဝင်တွေကိုတည်ယူပို့ဆောင်ရမှာလူ30ဇာလောက်ဝင်ဆန်ပါတယ်။ရဟယင်ကိုလောင်စာအပြည့်ဖြစ်ထားရင်မိုင်600လောက်ထိခရီးပေါက်အောင်ပြန်တန်းနိုင်ပြီးအပူဆောင်လောင်စာစီကံတွေပါထည့်ထားရင်တော့ မိုင်800လောက်ထိမယမနာခရီးနှင်နိုင်မလို့သိရပါတယ်။ MI 38တွေမှာပုံမကောင်းမွန်တဲ့ထိန်းပြုတ်စနစ်စက်ပစ္စည်းအစိပ်ပိုင်းတွေတက်ဆင်ထားပြီးအင်မတန်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမှာလည်းပြန်တန်းနိုင်မယ်လို့ကြေညာထားပါတယ်။အာတိတ်ဒေသလိုအေးခဲနေတဲ့နေရာတွေပူလောင်ခြောက်သွေ့တဲ့တဲကန်နိုင်ရာတွေမှာလည်းအဒီရဟတ်ရင်တွေကိုအသုံးပြုနိုင်မယ်လို့ Rosebud Wellness ကကြွေးကြော်ထားပါတယ်။ တော်လိုင်းရေးအကောင်နဲ့နေမြေတွေမှာပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမြန်မာစစ်တပ်ကအရှိန်အဟုန်မြင့်လုံဆောင်နေချိန်မှာအခုလိုမျိုးရုရှားလုပ်ခင်မီဟတ်ရင်အစ်စ်တွေကိုပါလက်ခံရရှိလာတာဖြစ်ပါတယ်စစ်တပ်ဝါဒဖြန့် Telegram Channel တွေမှာ MI38 တွေကိုယာတိဥဒုဆူရပြီးဒေါတောင်ထူထက်တဲ့တိုင်းသားဒေသတွေမှာစစ်စင်ရေးပြုလုပ်ရင်အသုံးချနိုင်တယ်လို့ရေးသားဝါဒဖြန့်ကြပါတယ်ဆလပီတထုံမျိုးနယ်တွင်စစ်ရေးလှုပ်ရှားနေသည့်စစ်ကောင်စီပူပေါင်းပြူစောတိတပ်ဖွဲ့တရက်ထဲနှစ်ကြိမ်တိုက်ခိုက်ခံရသည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ KNU ကရဲမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေအမှတ်၁တပ်မဟာဒူးတထုခရိုင်တထုံမြို့နယ်တွင်စစ်ရေးလှုပ်ရှားနေသည့်စစ်ကောင်စီပူပေါင်းပြူစောထီတပ်ဖွဲ့များသည်နိုဝင်ဘာလ၉ရက်နေ့တွင်နှစ်ကြိမ်တိုက်ခိုက်ခံရတယ်လို့ KNL တပ်ရင်းနှင့်တာဝန်ရှိသူမှပြောပါရယ်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီပူပေါင်းတပ်များသည်နိုဝင်ဘာလ၉ရက်နေ့နေ့လယ်တနားရီကျော်အချိန်တွင်ရွှေရောင်ပြကျေးရွာနှင့်ခလောက်အင်းချတွင်နှစ်ကြိမ် KNL ပူပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါရယ်တဆက်ထင်းမှာပဲထိုနေ့မွန်လွယ်ပိုင်း၃နာရီ၄၁မိနစ်အချိန်တွင် မယန်းကုန်းရွာလန်းဆက်နေရာတွင်တစ်ချိန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဟုအဆိုပါတာဝန်ရှိသူကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်ညနေပိုင်းတွင်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည်မော်လမြိုင်ရန်ကုန်လမ်းပိုင်းမိုးကောင်းကျေးရွာဘက်သို့ပြန်ဆင်းသွားသည်ဟုသူကဆိုပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်ထိခိုက်သေးဆုံးမှုအခြေအနေကိုမသိရှိရသေးဘူးလို့ပြောကာမိမိတို့ KNL ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုလုံးဝမရှိပါဟုအဆိုပါတာဝန်ရှိသူမှဆိုပါတယ်။ KNU အမတ်တက်မဟာတွင်အကြံဖက်စစ်ကောင်စီကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲတွင် မိခင် KNU အစီအယုံဤသဘောထားအတိုင်းဆက်ကျင်ကန့်ကွက်ခဲ့ပြီး KNU ဒုသထုခရိုင်ဥက္ကဋ္ဌစောစိုးမြင့်ကိုလည်းရွှေကောက်ပွဲနှောက်ရှက်ဟန်တာမှုဖြင့်တထုံမျိုးနယ်တိန်စိတ်ရဲစခန်းမှအမှုဖွင့်ထားသည်ဟုသိရပါသည် KNU အမှတ်1တပ်မဟာတိုင်းသားကြီးပါနေရာဒေသများတွင်အကြံဖတ်စစ်ကောင်စီမှဂျုံလေးရင်များဖြင့်ကင်းထောက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိသည့်အပြင်ဘုံကျဲမှုများလည်းရှိပြီးစစ်ကောင်စီအခြေဆိုင်စခန်းအမှတ်9တပ်ရဲနှင့် ဇီဝွန်အမြောက်တက်314မှလက်နက်ကြီးများရန်တန့်ပစ်ခတ်ပြီးအရက်သားပြည်သူများနေထိုင်ရာကြီးရွာများအတွင်သို့ကြီးရွက်ချက်ရှိရှိပစ်ခတ်မှုများရှိနေပါတယ်။အစံဖက်စစ်ကောင်စီသည်အုပ်စုဖွဲ့စည်းထားပါတီများကျင်းပသည့်လူတစုအာဏာဇက်တီမြဲအုပ်ချုပ်နိုင်ရန်ကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲအချိန်ကြီးလာသည့်နှင့်အမျှသမတ်နေမြေများထိန်းချုပ်နိုင်ရန်ရေပြင်ထိုးစစ်ထက်ဝေဟင်စစ်စစ်ရေးကိုပုံမှုလှုပ်ဆောင်လာသည်ဟုဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။